ုံးပဲမင်္ဂလာပါမကန်နီယန် knowledge channel နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်เนาะဒီတစ်ခါပြန်လည်မျှဝေပြီးမှာကတော့အရှိမဗီဒီယိုနှစ်ခုတင်ပြပေးပြီးွားဖြစ်တယ်เนาะအဲ့မှာဆိုရင်တော့အစာဆုံးနားတဲ့သဘောပေါက်မယ်လို့မျှော်လင့်နေဒီဗီဒီယိုလေးကတော့ဒါလိုင်းကတင်ကန်ရဲ့သဘောတရားမီလီမီတာမတ်တပ်ကလေးတွေနဲ့တတိကျကျလေးပြန်လည်မျှဝေပြီးမှာအဲ့တော့ဗီဒီယိုလေးကိုစလိုက်ရအောင်เนาะ မြည်သည့်ဆက်မစိုးကကြီးလိုင်းလိုက်တယ်နော်တချို့ကကြီးလိုင်းခေါ်တယ်တချို့ဓာလိုင်းလို့ခေါ်တယ်နော်အစာရှိသည်သည့်ခုတ်ဓာပဲသည်သည့် white ဓာပဲသည်သည့်လိုက်တော့မယ်ဆိုရင်ပထမအဦးဆုံးဘာကိုသိရမလဲဆိုတော့အတန်အကြမှန်နေရနော်အတန်အကြဟုတ်ရဲ့အကက်ခွာဓာတွေအားလုံးကမှန်နေရမယ်နောက်တစ်ခုကဘာလဲဆိုတော့ဒါကိုတုတ်တန်လို့ခေါ်တယ်နော်ဒီတုတ်တန်ရဲ့အတိုင်းပင်ကမှန်နေရမယ်ပေါ့နော်ဒီတုတ်တန်အတိုင်းပင်မှန်နေရမယ်အဲ့တော့ဘယ်လိုကြည့်မလဲဆိုတော့ကြည့်အောင်အခုဒီဘက်ကိုတစ်ချက်ကြည့်အောင် ဒီဆက်မှာကြတော့เนาะမာကင်ကြီးမပါဘူးเนาะဒီလိုမာကင်ကြီးမပါဘူးဆိုဘယ်လိုခြေရမလဲဆိုကြည့်အောင်ဒီရဒီမာကင်ကိုတစ်ချက်ကြည့်အောင်เนาะဒီတုတ်တံပေါ့เนาะတုတ်တံကအပေါ်ဆုံးရောက်နေတဲ့အချိန်ဒီလိုအချိန်မှာမှန်းပြီးတော့ခြင်ရအောင်เนาะဒီလိုအချိန်မှာမှန်းပြီးတော့ setting ခြင်ရမယ်ဒါဆိုရင်ဘိမာကင်ပါပါမပါပါအမအယုံစားရမလို့ဘူးเนาะအဲ့တော့ဒီရဲ့ တုတ်တယ်ရဲ့သဘောတရားသိသွားပြီအတိုင်ကလည်းမှန်တယ်ဆိုတာသိသွားပြီဆိုရင်အခုစပြီးတော့ချိန်ကြည့်ရအောင်စပြီးတော့ချိန်မယ်ဆိုရင်ဆွဲထားရဲ့သဘောတရားကဘယ်လိုလာလဲဆိုတော့ဒီမှာကြည့်မယ်သူကအတိုင်ကအောက်ဆုံးကြားနေတဲ့ချိန်မှာဒီခြေရင်းကွင်းရဲ့အလဲတက်တဲ့မှာရှိနေရပါတယ်เนาะတဖတ်တစ်ချက်တွေကိုကတ်နေလို့မရဘူးဥပမာဒီလိုမျိုးတွေကတ်နေလို့မရဘူးဒါပဲကတ်ပါပြီဆက်ကြည့်အောင် ကတ်သွားပြီเนาะအဲ့လိုကတ်နေလို့ရသူ့ကိုအလဲတဲတဲမှာထားပြရမှာဟုတ်ပြီဒီလိုအလဲတဲတဲမှာထားပြမယ်အလဲတဲတဲမှာထားပြရတေချာသွားပြီဆိုရင်နောက်တစ်ခုဘာလုပ်ရမလဲဆိုကြည့်အောင်ဒီအအလဲနဲ့ဒီအပေါ်ဓာတ်ပေါ့เนาะအဲ့ရဲ့အကွာအဝေးကဘယ်လောက်ရှိရမလဲဆိုတော့4မီလီရှိရမယ်เนาะ1 2 3 4မီလီအဲ့4မီလီဆိုတော့ဒါတော့ဘယ်လိုဖြစ်နေလဲအနောက်မှာအများကြီးမှာနော်4မီလီကျော်ရယ်နော်5မီလီကြီးရရှိနေတယ် အဲ့တော့တခုကပါလဲဆိုတော့ဒီကကြီးဦးထိုင်နဲ့ဒီရဲ့ခြေထင်းဝင်ဒီဂျားလေးပေါ့နော်ဒီရဲ့အကွာဝေးက0.5မီလီလာပဲရှိရမှာနော်အခုဒီဆိုရဲသူလဲ0.5တော့နောက်ကိုရောက်နေရယ်နော်အဲ့တော့ဒီနတ်ကလေးတွေကိုရှော့မယ်ဓာတ်ဦးလေးကိုအရှိကိုနည်းနည်းလေးတိုးပေးမယ်အဲ့တော့ဒါလေးနည်းနည်းရှော့လိုက်တယ်ဟုတ်ပြီမတစ်ချက်ကြည့်အောင်အဲ့ဓာတ်ဦးရှိတိုးလိုက် ဟုတ်ပြီနော်အဲ့တော့ဓာဦးလေးကိုတရားပြချိန်မယ်အလောက်ရှိနေရမလဲသူရဲ့မသားသဘောတရားက4မီလီရှိနေရမယ်နော်4မီလီလောက်ကွာပြရမယ်နော်တေချာသွားပြီဆိုရင်ဓာလေးကိုအချက်ကြီးကြက်မယ်ဓာလေးကိုဖိတာမလုတ်စီနဲ့နောက်တစ်ချက်ထပ်ကြည့်မယ်အော်မီ စက်ကိုမီလေးတစ်ချက်ပွင့်လိုက်ပြီးရင်အသာလေးသူ့ကိုပြည့်ပြည့်လေးနင်းကြည့်ရဲခနာကိုပြီးလိုက်မယ်အဲဒါပေမဲ့ဒါရဲ့နောက်ဆုံးရင်လုံးဝမလောက်ဘူးနော်အောက်ကစတိနေရဘာမှမလောက်ရသေးဘူးသူကဒါမှမလောက်ဘူးနော်အဲ့ဒီဒါရဲ့နောက်ဆုံးချိန်ကဒီနားလေးတစ်ချက်ကြည့်ပြီဒီနေရာမှာဆိုမာကင်ယာလေးရှိတယ်နော်ဒီမာကင်ယာလေးနဲ့ဒီဒါရဲ့နှခမ်းကအထက်ထဲကျနေရဟုတ်ပြီနော်အခုဒါဆိုရင်အနောက်ကိုအများကြီးရောက်နေ ဟုတ်တယ်မလားအများကြီးရောက်နေတော့ဒီစတင်မှန်အောင်ဘယ်လိုချိန်မလဲဆိုတာကိုကြည့်အောင်အဲ့တော့စက်ကိုဆွဲလာအဲ့တော့ခုနကဒါလေးရဲ့မတ်သက်ကိုဖမ်းဖို့အတွက်ဘာတွေလိုရမလဲဆိုတာတစ်ချက်ကြည့်အောင်ကနအဦးဆုံးမလုပ်မလဲဆိုတော့ဒီ solo night ကိုအရင်ဆုံး like ဟုတ်ပြီနော်အဲ့ solo night ကိုကြည့်အောင်ဒီဘက်မှာနှက်ကလေးကိုသူ့ကိုဒီဘက်ကိုဆွဲထုတ်လိုက်ဟုတ်ပြီနော်ဒီမှာဒါကကိုနှက်ကလေးရှိမယ်ဒီနှက်ကဆက်လေးနှက်ကလေးရှိမယ်သူ့ကို အရင်ဆုံးတိုက်ကိုရအောင်ပို့လိုက်တယ်။ဟုတ်ပြီနော်။ဒါဆိုရင်ဒါကနောက်ဆုံးချိန်ဖြစ်သွားပြီ။ဒီဆိုလိုနေတဲ့နေတဲ့ဒီနဲ့ဒီတရေဘွေရဲ့အကွာဝေးသည်7မီလီပဲရှိရမှာ။အကဲရဲ့7မီလီမရှိဆိုရင်ဒီရဲ့နက်ကလေးတွေကိုအတိုးလျှော့လုပ်ပြီးတော့7မီလီပြည့်အောင်နောက်ဆုံးချိန်မှာထားပေးရအောင်။နော်။7မီလီတရားဝါပြီဆိုဘာလုပ်မလဲဒီရက်နက်ကလေးတွေကိုပြန်ကြက်မယ်နောက်တစ်ခုဘာလုပ်မလဲဆိုကြည့်ရအောင် ဒီဓာမောင်းလေးကိုအရင်ဆုံးချိန်မယ်ဓာမောင်းလေးကိုဘယ်လိုချိန်လဲဆိုကြည့်အောင်ဒီဓာမောင်းလေးမှာမာကင်ယာလေးရှိတယ်နေရာလားမသိနော်မာကင်ယာလေးဟုတ်ပြီအဲ့ဒီမာကင်ယာလေးကိုဘယ်လိုချိန်လဲဆိုတော့နော်ဒီနှကောင်းလေးရဲ့တက်တဲ့ရောဒီနှကောင်းလေးကိုတက်တဲ့လေးထားပြီးတော့ဒီနှကလေးနဲ့တက်တဲ့မှာထားပြုတ်ချိန်အဲ့ဒါမျိုးလေးဖြစ်နေအောင်နော် ။တေချာဝမ်းပြီဆိုရင်သူ့ရဲ့မောင်းလေးကိုဖိတာတစ်ချက်လောက်နော်။ဖိပြီးတော့ဒါလေးကိုဆွဲလဲပြီးတော့ကြက်လိုက်။အဲဟုတ်ပြီနော်။ဒါလေးကိုကြက်။ Okay ။ဒီမှာတစ်ချက်ပြီးသွားပြီ။နောက်တစ်ချက်ပါကြည့်မလဲ။ဒီမှာကြည့်ရအောင်။ဒီမှာ green light ပို့တဲ့ဒီကစတော်ဘာမောင်းလေးကိုအရင်ဆုံးဆွဲပြီးတော့ဒါလေးကိုရင်ကြက်လိုက်။နော်။ဒီနှက်ကလေးကိုအရင်ကြက်လိုက်။နော်ဒါလေးတက်ပြီ နောက်တစ်ခုကဒီနားကိုတစ်ချက်ကြည့်ရအောင်။နော်ဒီနားလေးမှာက तू ကလုံးဝနော်ထနေလို့မရဘူးပတ်တိထိနေရမှာနော်။လုံးဝနော်။ပတ်တိထိနေရမှာနော်။အဲ့တော့ဒီကောင်လေးကိုလည်းကိုနကလိုပဲမာကင်ယာဖမ်းမယ်။နေရာလားမသိဘူးနော်ဒီမှာမာကင်ယာလေးခင်ရလေးရှိတယ်။နေရာလားမသိဘူး။စီရင်လည်းမနေရဘူးနော်ဒီမှာတော့မာကင်ယာလေး။အဲ့မာကင်ယာလေးနဲ့ဒီရဲ့နှစ်ထိပ်ကလေးကိုတရားလေးတည့်ရတယ်နော်။ညီဝါပြီဆိုတာနဲ့သူ့ကိုကြက်မယ်။ โอเคအဲ့တော့ရင်ဆိုလိုနိုင်လည်းချက်ပြီးသွားပြီဒါလည်းချက်ပြီးသွားပြီနော်ရုပ်သားတွေအကုန်လုံးစင်ပြီးသွားပြီခုနကဒါရဲ့ marking နေရာကိုရောက်အောင်ရွှေ့မယ်ဘယ်လိုရွှေ့မလဲဆိုတော့ဒီ neck ring နှလုံးကို short short ထားမယ်အဲ short လိုက်နော် short လိုက်ပြီးတော့ねဒီဒီတန်လေးကိုတစ်ချက်ကြည့်နော်ဒီတန်လေးကဘေးပဲညာ short လို့ရပါလားနော်အဲ့ဘေးပဲညာကင်မရာမဆန့်တော့နော်အခုဒီ neck ဟိုဒီနေရာလေးကနေဒီမျိုးတွန်းပြမယ် ပြန်လျှော့ပြမယ်เนาะအဲ့ဒီမှာအရှိရဒါလိုက်မှာကလေးတစ်ချက်လောက်ကြည့်ကြည့်ပြီးเนาะကစားလားမကစားကြည့်အောင်เนาะဒါဝင်ခုနကနေရာနေပြီးတော့เนาะအတိုးလျှော့လုပ်ကြည့်မယ်เนาะဒီဒါလေးကကစားလားမကစားလားကြည့်အောင်အဲ့တော့တိုးကြည့်လိုက်မယ်ဩဒါရောက်လာပြီလျှော့လိုက်မယ်ဆိုပါသေးပါလေအနောက်ရောက်ပါပြီအဲ့တော့ဒါရဲ့နောက်ဆုံးချိန်မှာ မကင်ဟာလေးနဲ့ဓာတ်နှခမ်းလေးကညီနေရမှဖြစ်တဲ့တော့ကိုသူ့နည်းနည်းတွုံးမိလိုက်တယ်ကြည့်အောင်โอเคကွတ်တီကြပြီကွတ်တီကြပြီဆိုရင်ခုနကရှော့ထားတဲ့နှက်ကလေးနှလုံးကိုပြင်ပြီးတော့ကြက်မယ်โอเคဟုတ်ပြီနော်ဒီမှာကကန်ရှိတယ်ဟုတ်ပြီနော်အဲ့ကန်ကိုချိန်မယ်ဘယ်လိုချိန်မယ်ကြည့်မယ်ဒီမှာတစ်ချက်လောက်ဒါလေးကိုဖိကြည့် နော်သူက line ထဲမှာရှိနေ line ထဲဝင်သွားလို့ဆိုရင် disco bar ကိုခွာခဏလို့ကြာပါမယ်မဝင်ဘူးဆိုရင်သူကထောက်နေလိမ့်မယ်အဲနော်ဒါတော့ရင်ထိုးထဲလိုက်ပြီးသွားလို့ဒီဘက်ကိုကြည့်နော်ဒါဒါဘေးပညာပဲရှိရနော်အဲဒါမှန်သွားပြီဟုတ်ပြီနော်ဒါလေးကိုဖိထားတဲ့အချိန်နောက်တစ်ခုဘာလုပ်မလဲဆိုခုနကပြောခဲ့တယ်ဘိမာကင်ဖမ်းမယ်နော်ဘိမာကင်ကိုနော်ဘိမာကင်ဖမ်းမယ်ဘာလေးနဲ့ဖမ်းမလဲအဝါရောအမကလေးနဲ့ဖမ်းမယ် ဒါမှမဟုတ်မာဂီနေမရှိဘူးဆိုရင်ခုနကတုတ်တန်ရဲ့နော်ဒီတုတ်တန်ရဲ့အပေါ်ဆုံးချိန်မှာထားပြီးတော့သူ့ကိုထားမယ်ဟောဒါလေးကိုဖိထားတယ်အဲ့ဒီမှာဘယ်လုံးနဲ့လိုက်ရမလဲဆိုတော့မကြည့်နော်အပေါ်တလုံးကြည့်မယ်အောက်တလုံးကြည့်မယ်ဒီအောက်လုံးနဲ့လိုက်မယ်နော်အဲ့ဘယ်လိုလိုက်မလဲဆိုကြည့်မယ်နော်အခုဒီကဲမောင်းတန်လေးကိုအတွေးကိုထိုးထည့်လိုက်မယ်နော်ဒါလေးကိုဒါမျိုးဆွဲမတင်လိုက်မယ်မတင်လိုက်ရင်ဒီနေရာလေးကိုကြည့်ဒါလေးကအောက်ကိုဆင်းကြသွားတယ် မတင်လိုက်ပြီစင်းသွားပြီเนาะစင်းတဲ့အချိန်မှာဘောကံကဘောလိုင်းကကံထဲမှာဝင်ရောက်နေရတာမှားနေလို့မရအောင်เนาะလက်ကမလွတ်သေးဘူးအဲ့ဒီအချိန်မှာကြည့်မယ်เนาะဘောဟုတ်လက်လေးတချောင်းဒီရားလေးတွေကိုထိုးထည့်လိုက်ဟုတ်လားเนาะထိုးထည့်လိုက်ထိုးထည့်ပြီးသွားလို့ရှိရင်ဒီလက်ကိုဒီလိုတစ်ချက်ကြည့်เนาะဒီလက်ကလေးဆွတ်လွတ်လိုက်မယ်မောင်းကြပါပြီဟုတ်ပြီเนาะ အဲဒီလိုနေတာဖြစ်နေပြီဒီချိန်မှာဒီရက်နှစ်ကလေးအပေါ်တရားချလို့လို့ရပြီဘေးပညာကစားလို့ရပြီဘလို့ချိန်မလဲကြည့်ရအောင်ဟောက်ရက်နှစ်ဒီနှစ်ကလေးဒီနှစ်ကလေးနဲ့သူနေဟာတဒန်းနဲ့ဖြစ်နေရမှာနော်တနင်္ဂနွေတဒန်းနဲ့ဖြစ်နေရမယ်အဲ့ဒီအချိန်ကိုဒီရက်နှစ်ကလေးကိုပြန်ကြက်မယ်အလုံးချိန်ပြပါပြီ နော်အဲ့ဒါပြောလို့ရှိရင်ထောက်ထားတဲ့ဝုတ်တက်ကလေးဆွဲလွှဲလိုက်ပြီးဘိန်းဝတာလေးတစ်ချက်လေးဆွဲလဲကြည့်လိုက်ဘိန်းကထောင်းနေရရှိလားပြူနေရရှိလားတစ်ချက်ကြည့် okay ရပြီဆိုရင်စက်ကွာအောင်ပြန်ချမယ်ဘိန်းကိုဆွဲလှဲ့မယ်ဘယ်လိုလှဲ့လဲကြည့်နော်ဘိန်းကိုဆွဲလှဲ့မယ်အကအောက်ဆုံးချိန်ရသွားပြီဒီမှာမြင်ရလားမသိနော်လက်မလေးမြင်ရတယ်နော်ဒီကမောင်းနှံလေးကိုအထဲကိုဆွဲဆွဲကတ်လိုက်မယ်ဆွဲကတ်ပြီးတော့ဘိန်းကိုထက်လှဲ့မယ် အဲဒါလေးကပါလာပြီနော်ဒါကြည့်အောင်ပါလာတဲ့အချိန်မှာအဲပေါ့အလဲတဲ့တဲ့နဲ့ဒီနှကန်းရဲ့အကွာဝေးသည်2.5ဒါမှမဟုတ်3မီလီရှိရမယ်ဒါဟုတ်ချက်တော့စမ်းကြည့်မယ်ချိန်ကြည့်မယ်ခုနကနှက်ကလေးနှလုံးမှာကြက်ကြက်ပဲနော်ကံမှာတစ်လုံးပဲကြက်ထားပြန်တော့တစ်လုံးထက်ကြက်ပါကြက်လိုက်မယ်တစ်လုံးပိုင်ကြက်ပြီโอเค ဟုတ်ပြီနော်လုံးရင်လုံးလားတဲ့မယ်လုံးရင်လုံးလားတဲ့လိုက်ပြီလုံးရင်လုံးလားတဲ့ပြရလို့ရှိဒီကိုအဆက်ကြည့်နော်ဒီနေ့ဒီအကုန်လုံးရှော့တာဆိုလိုနိုင်ကိုအကုန်လုံးဖိကတ်လိုက်မယ်ကပ်ပြီးသွားတဲ့ခါမှဒါလေးဆွဲထုတ်လိုက်နော်ဆွဲထုတ်ပြီးသွားလို့ရှိရင်အသားလေးလုံးဆန်ကိုထိုံလေးအလဲဆန်တာတိတ်တိတ်အော်လည်းမကြသေးနဲ့အပေါ်လည်းသွားမထောက်သေးနဲ့အလဲဆန်နာလေးတက်တက်မှထားပြီးတော့ဒီနှက်ကလေးကိုပြင်ပြမယ် โอเคตะลงแจบีเอ้นั่นลงแจบีเข้าไปเนาะออดิโอขึ้นมาดิถ้าตรงนี้กะจี้ไลน์ก็เจื้อสงวาบีกะจี้เป็ดไม่เป็ดสั่นจี้อ่ะအဲ့တော့ကကြီးပြမပြဆမ်းမတော့ခွေးသွားတဲ့မန်တင်တဲ့မယ်ပြီးတတ်မယ်ဟုတ်ပြီနော်နော်ဆွဲတာစလိုက်တာနော်ဝိုက်တာရဲ့ကန်တိုင်းမင်း setting ကိုအားလုံးပဲနားလည်မယ်လို့မျှော်လင့်ပါရနော်အားလုံးပဲအဆင်ပြေကြပါလိမ့်ခလား